တရားစကားလေးနိုင်ဝလောက်နိုင်ယူပြီးမှတရားများဆက်လက်ပြီးတော့အထုကြเนาะဒီနေ့သာသနာတော်နေ့2560ခုနှစ်ကောဇာတကယ်1398ခုနှစ်ပြည်ညွှန်လာဇာ4ရက်တရားစကား3ရက်မြောက်ရှိသွားပြီเนาะနန္ဒခင်ခါကာလာမှာဦးဇင်းတို့ တစ္ဆာရှိကြီးကြောင်းလိုက်တဲ့မှာဆင်းရဲခြင်းပါကြတဲ့ငါရတတရားစခန်းတရားဘာဝနာများကြိုးစားအထုတ်ဖို့ရောက်ရှိလာကြတဲ့တရားဘာဝနာများကိုကြိုးစားအထုတ်ပြီးတော့နေကြတဲ့ယောဂီသူတော်ရှင်တို့ကိုဦးရှင်တို့မိမိတို့အထုတ်နေတဲ့တတိပဋ္ဌာန်ဘာဝနာ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့အလုံးသွင်းစရာစဉ်းစားဆင်ခြင်စရာစရှိတဲ့တရားဘာဝနာလုပ်နေပတ်သက်တဲ့တရားစကားလေးတွေ နာယူကြည်ညိုကြရအောင် ဟုတ်လားအဲ့တော့မနေ့တုန်းကဦးဇင်းတို့မနေ့ပိုင်းမှာဒုက္ခဝေဒနာတွေတွေ့ကြုံရတာနဲ့ပတ်သက်ပြီးတော့ဘယ်ပုံပဲနေစဉ်းစားပြီးတော့ရင်ဆိုင်ကြမလဲဘယ်လိုရှင်ပြေအောင်ကြိုးစားပြီးတော့အထောက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောခဲ့တယ်ဟုတ်လားဒီနေ့လည်းပဲအဲ့ဒီဒုက္ခဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးတော့ပြောပါမယ် အဲ့တော့ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောရရင်ယောနိသောမနတိကာရအရေးကြီးတယ်ဆိုတာလေးကိုပြောခြင်းပါတယ်။နော်ယောနိသောမနတိကာရဆိုတာတင်းတင်းလျောက်ပတ်လျောကအောင်တွေးတာပေါ့နော်။အတွေးတွေမှန်ဖို့အရေးကြီးတယ်ပေါ့။ကိုယ့်ရဲ့စိတ်ကူးတွေအတွေးတွေစဉ်းစားတာတွေသဘာဝကျဖို့အရေးကြီးတယ်ပေါ့။ဟုတ်လား။တကယ်တမ်းကယောနိသောမနတိကာရဘလောက်အရေးကြီးလဲဆိုလို့ရှိရင်မြတ်စွာဘုရားက ကုသိုလ်အာလုံးတို့ရဲ့အခြေခံအကြောင်းတရားလို့တောင်းအဲ့လိုဟောတယ်။နောက်နှလုံးသွင်းမှန်ကန်လို့ရှိရင်ကုသိုလ်ဖြစ်မယ်ပေါ့။ဆန့်ကျင်ဘက်အနေနဲ့အာယုန်တိတော်မနတိကာရနှလုံးသွင်းမှားယွင်းမယ်။နောက်စဉ်းစားဆင်ခြင်တာကသဘာဝမကျဘူးဆိုလို့ရှိရင်အကုသိုလ်အာလုံးတို့ရဲ့အခြေခံအကြောင်းတရားလို့သူ့ကိုကြတော့အဲ့လိုဟောတယ်။ဟုတ်လား။ဒါကြောင့်ယောတိတော်မနတိကာရအလွန်တရာမှကုသိုလ်ကောင်းမှု ဖြစ်တဲ့ကိစ္စမှာအရေးပါတယ်။ ဘာတွေနဲ့ပဲတွေ့တွေ့ဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒီယောနိတော်မနတိကာလရှိရင်ကုလို့ဖြစ်နိုင်တယ်။ဘာတွေပဲတွေ့တွေ့ဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒီယောနိတော်မနတိကာလမရှိဘူးဆိုရင်အကုလို့ဖြစ်နိုင်တယ်။ဟုတ်လား။ခုဆိုကြပါစို့အရှင်တို့။ဩဒုက္ခနိဗ္ဗာန်ဥဒ္ဓထဲမှာဇာကဒေါသကိလေသာတရားဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာရှိတယ်။ပေတရုလည်းပဲမှတ်သားဖို့မယ်ထင်ပါတယ်။ ိဋ္ဌာယုံလို့ဆိုတဲ့ကောင်းမွန်တဲ့လိုလားနှစ်သက်အပ်တဲ့ကောင်းတဲ့အာယုံနေနဲ့တွေ့မယ်ကိုယ့်ရဲ့စိတ်ထဲကလည်းပဲအာယုံဤသောမနတိကာရနှလုံးသွင်းမှားရင်းမယ်ဆိုလို့ရှိရင်အဲ့ဒါတေချာပေါက်ယာကဆိုသောလောဘဖြစ်လာလိမ့်မယ်တဲ့ဟုတ်လားအိဋ္ဌာယုံနဲ့လည်းတွေ့မယ်အာယုံဤသောမနတိကာရလည်းရှိမယ်နောက်ကောင်းတာနဲ့လည်းတွေ့မယ်နှလုံးသွင်းလည်းမှားမယ်ဆိုရင်တေချာပေါက်စွဲမဲ့မှုဆိုတဲ့ယာကလောဘဖြစ်လာလိမ့်မယ်တဲ့ဟုတ်လား နောက်ဒေါသဖြစ်ခြင်းရဲ့အကြောင်းကြတော့ဘယ်လိုပြောတော့အနိဋ္ဌာယုံနဲ့လဲတွေ့မယ်နော်ပဋိကအာယုံပေါ့နော်မကျင်တဲ့ဆရာမနစ်သက်ဆရာဆိုးွားတဲ့အာယုံနဲ့လဲတွေ့မယ်ကိုယ်တန်တာမှာအာယုံနေတော်မနတိကာရနှလုံးသွင်းမှားယွင်းမှုလဲရှိမယ်ဆိုရင်အဲ့ဒါတေချာပေါက်ဒေါသဆိုတဲ့နော်ပဋိကဒေါသတွေဖြစ်လာနိုင်မယ်တဲ့စဉ်းစားနော်အိဋ္ဌာယုံနဲ့တွေ့မယ်အာယုံနေတော်မနတိကာရရှိမယ်ဆိုရင်ဇာကဖြစ်မယ် အနိဋ္ဌာယုံနဲ့တွေ့မယ်အာယုံ၄သုံးမြေတိကာလရှိမယ်ဆိုရင်ဒေါသဖြစ်မယ်အဲ့တော့ဒီနေမှာဥစဉ်တို့ဒီຢ່າງကဒေါသမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲအိဋ္ဌာယုံအနိဋ္ဌာယုံနေနဲ့မတွေ့အောင်နေရမလားဒါကတော်တော်မဖြစ်နိုင်တဲ့ကိစ္စလောကကြီးကအိဋ္ဌာယုံအနိဋ္ဌာယုံနေနဲ့တိဆောက်ထားတာအိဋ္ဌာယုံတွေကိုရှောင်သွားလို့မရဘူးအနိဋ္ဌာယုံတွေကိုလည်းရှောင်သွားလို့မရဘူးရလည်းနည်းနည်းတော့ပဲရမယ် လူချင်းစရာကောင်းတဲ့အာယုန်တွေဆိုတာဘဝမှာတွေ့ရမှာပဲ။နှစ်နှစ်သက်စရာကောင်းတဲ့အနေအထားတွေဆိုတာဘဝမှာကြုံရမှာပဲ။ဟုတ်လား။အဲ့လိုပဲစန့်ကျင်ဘက်အနေနဲ့နှစ်သက်စရာမကောင်းတဲ့စိတ်ပြည့်စရာကောင်းတဲ့အာယုန်တွေလည်းမြင်ရမှာပဲကြားရမှာပဲတွေ့ရမှာပဲ။ဟုတ်လား။အဲ့တော့အာယုန်တွေကိုရှောင်ဖို့ဆိုတာကပေးတဲ့ပေါင်းသူတော်တို့ဖြစ်နိုင်မလား။မဖြစ်နိုင်ဘူးနော်။တရားစဉ်းစားကြည့်။အဲ့တော့ရာဂဒေါသမဖြစ်ကျင်ဖို့ဆိုလို့ရှိရင်ကိုယ်တန်တံမှာအာယောနိတောမနတိကာရ မဖြစ်အောင် ကြိုးစားရမယ်။တနည်းပြောရမယ်ဆိုရင်တော့ယောနိသောမနတိကာလဖြစ်အောင်ကြိုးစားရမှာ။ယောနိသောမနတိကာလရှိနေမယ်ဆိုရင်အာယောနိသောမနတိကာလရှိမနေဘူးဆိုရင်အိဋ္ဌာယုံနဲ့တွေ့လည်းပဲຢာကဖြစ်เสียကြောင်းမရှိဘူး။ပညာပဲဖြစ်မှာ။အနိဋ္ဌာယုံနဲ့တွေ့လည်းပဲဒေါသဖြစ်เสียကြောင်းမရှိဘူး။ပညာပဲဖြစ်မှာ။ဟုတ်လား။အဲ့တော့အဲ့ဒီဒေသနာနဲ့ပေတရုဥရှင်တို့အခုညှိကြည့်မယ်ဆိုလို့ရှိရင်ဒါဥရှင်တွေးမိတာလေးပေါ့နော် တရားအထုတ်လို့အစဉ်ပြေလိုက်တာနော်ချမ်းသာလိုက်တာကောင်းလိုက်တာဆိုတဲ့ဒုက္ခဝေဒနာဆိုတာအာယုန်နေနဲ့ပြောမှရှင်ဘာအာယုန်လို့ပြောအိဋ္ဌာယုန်ပေါ့ဟုတ်တယ်မို့လားလိုလားเสียနှစ်သက်เสียကောင်းတဲ့မွန်မြတ်တဲ့အာယုန်အိဋ္ဌာယုန်အဲ့ဒါတကယ်လို့အဲ့ဒီအိဋ္ဌာယုန်နဲ့တွေ့တဲ့အချိန်မှာကိုယ်ကနှလုံးသွင်းမှားရွေးမယ်ဆိုရင်အဲ့ဒါဘာဖြစ်နိုင်လဲຢາກາဖြစ်နိုင်တယ်เนาะတရားရဲ့ပုံမှာဆွဲမဲ့တဲ့တရားနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အပေါ်မှာဆွဲမဲ့တဲ့ နော်နူးညံ့သိမ်မွေးတဲ့နော်နန္ဒီရာဂလို့သုံးလုံးတာလည်းရှိတယ်နိကန္တိလို့သုံးလုံးတာလည်းရှိတယ်ဟုတ်လားလောဘဆိုတဲ့ຢာကမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါဒုက္ခဝေဒနာဟာအာယုန်နေနဲ့ဝေပန်မယ်ဆိုလို့ရှိရင်ဒါအိဋ္ဌာယုံလို့ဝေပန်လို့မရဘူးလားရတယ်တခါတခါတမတို့ဥယျာဉ်တို့မနှစ်သက်တဲ့ဒုက္ခဝေဒနာနော်ခန္ဓာကိုယ်ကြီးကနော်အနေသားတစ်ခုတည်းခက်ကြရသေးထိုင်လိုက်တော့နော်သွေးလေးလည်းပတ်မှုရတော့လည်းကောင်းဣရိယာပုအရတော့လည်းကောင်း ဖော်ပြမှုတွေဆိုတာကဒါပြင်းပြင်းထန်ထန်နော်ဖြိထိုင်ခံရတဲ့နေရာမျိုးမှာဖြစ်လာမှာပဲလေအဲ့လိုဖြစ်လာပြီဆိုရင်ဒုက္ခဝေဒနာတွေကဒါပေါ်လာတော့တာပဲဟုတ်လားဘယ်မှာရောက်လာတာမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးရဲ့ဓာတ်ကြီးလေးပါမငြိမ်မြမှုနော်အသွေးလေးမငြိမ်မြမှုအဲ့ဒီအနေထားကိုအခြေခံပြီးတော့ရုပ်ဖောက်ပြန်တယ်ရုပ်ဖောက်ပြန်တာကိုဝေဒနာနာငါခံစားတာပေါ့နော်အောက်ပြန်တာကပြင်းထန်တဲ့အခါကျတော့ဘယ်လိုခံစားရတော့ဒုက္ခဝေဒနာရှင်းရတာကို ခံစားရတယ်။ဟုတ်လား။အဲ့တော့အဲ့ဒီဒုက္ခဝေဒနာကို အာယုံနဲ့ဝေဖန်မယ်ဆိုရင်ဘယ်လိုဝေဖန်မှာတော့အနိဋ္ဌာယုံလို့ဝေဖန်ရမယ်။ဟုတ်တယ်မို့လား။ဒုက္ခဝေဒနာက အိဋ္ဌာယုံဒုက္ခဝေဒနာကနိဋ္ဌာယုံအဲ့ဒါတကယ်လို့ကိုကနှလုံးသွင်းမှားမယ်ဆိုရင်တော့အာယုံဒီသောမနိတိကာရတွေဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီဒုက္ခဝေဒနာဆိုတဲ့အိဋ္ဌာယုံနဲ့တွေ့ရင်ဘာတွေဖြစ်မှာလဲ။တောသားတွေဖြစ်မှာပေါ့စိတ်ပြက်တယ်လာပြန်ပြီဒီဝေဒနာကြီးက ဟုတ်လားဘယ်ချိန်ကြည့်ဘယ်ချိန်ကြည့်မှန်ဖြစ်နေမှာမသိပါဘူးအဲ့တော့အချင်းမပြေတော့ဘာလုပ်အောင်ကခေါင်းလောင်းထိုးတယ်ပေါ့စောင်းရတာပေါ့ဟုတ်လားအဲ့တော့ဒါဒါပြီးသွားမှနော်အချင်းပြေသွားမှလို့စိတ်ကထင်ဟုတ်လားအမှန်ဆိုလို့ရှိရင်ဒီဒုက္ခဝေဒနာကစိတ်တူဝမဲ့တဘာဝတရားမဟုတ်သူ့ကိုတီးခံရမဲ့တဘာဝတရားလို့ကိုကအစာတဲကိုကအဲ့လိုလေးယောနီတော်မနေတိကာထာလေးရှိတာတော်တော်ကောင်းမယ်အဲ့ဒုက္ခဝေဒနာဆိုတာ ကိုကအရင်သူ့ကိုပျောက်သွားစေချင်တယ်ဗောဖယ်ပြစ်ချင်တယ်သူ့ကိုမလိုချင်ဘူးနော်ဟုတ်လားဒါပေမဲ့အကြောင်းရှိနေရင်ကိုဘလောက်မလိုချင်မလိုချင်ဘလောက်ဖယ်ပျောက်ချင်ပျောက်ချင်သူကရှိနေမှာပဲအကြောင်းရှိနေရင်သူကတော့ဖြစ်နေမှာပဲတော့သူ့ကိုကိုဖယ်ချင်တိုင်းဖယ်လို့မရဘူးကိုဒီတိုင်းဒီတိုင်းနေဆိုတိုင်းတာကြားလာရင်တော့ဒုက္ခကတော့ဖြစ်လာမှာပဲလေအဲ့တော့ကိုပြင်လိုက်မယ်ဆိုရင်တော့ဒုက္ခမဖြစ်တော့ပျောက်သွားမှာပဲသူ့ရဲ့အကြောင်းတရားကိုကိုကဖျက်ပလိုက်တဲ့အခါကျတော့ဒုက္ခကပျောက်သွားမှာပဲ။ ဒါပေမဲ့လို့နည်းနည်းလေးဖြစ်တာနဲ့ပြင်တော့မဟဲဆိုစိတ်အလိုလိုက်တာကတော့မကောင်းဘူးဟုတ်ရဲ့လားအဲ့တော့သူ့ကိုကိုကနော်စိတ်တူရမယ့်အရာမဟုတ်ဘူးဒါဟာနားလည်အောင်ကြိုးစားရမယ့်အရာလို့အဲ့တို့သဘောထားပြီးတော့သူ့ကိုချင်းကပ်ပုံရှုမြင်သုံးသပ်ပုံလေးကိုပြောင်းပေးဖို့လိုတယ်ဟုတ်လားဟောသိပ္ပံပညာရှင်တယောက်ကဓာခွဲခန်းထဲမှာတကယ်ကိုအရေးပါတဲ့ဓာတ်တဘာဝတစ်ခုကိုတွေ့ရှိကနေမှသူ့ဒါကိုဒါပါလဲပါလဲဒါသာသိကျင်တယ်သူဟုတ်လား အဲ့လိုဆိုရင်ဒါကိုသူဖယ်ပြလိုက်ရင်ဒါကြီးကြောင့်သူသိရမှာမဟုတ်တော့ဟုတ်တယ်မို့လားဒါကိုဘာလို့ရမှာတော့တိတိချာချာကိုတိဥတရားနဲ့မမှားအောင်သူ့ကိုနားလေအောင်သူဘာလို့ရအောင်စူးစားမှာကရိယာပစ္စည်းမျိုးစုံသုံးပြီးတော့အဲ့ဒါနဲ့အရန်တူတယ်လို့ဦးဇင်းကပြောခြင်းတယ်ဟောဒီခန္ဓာမှာဖြစ်လာတယ်ဘာကြောင့်ဖြစ်လာတော့ဒီဒုက္ခဝေဒနာတွေကမြင်လာတဲ့အကြောင်းပြောရမယ်ဆိုရင်တော့ချာချာထိုင်းနေလို့ဖြစ်တာပဲဟုတ်တယ်မို့လားဒါကိုပြောင်းလဲပေးလိုက်မယ်ဆိုရင်အဲ့လိုဖြစ်เสียကြောင်းမရှိဘူးမခံမရနိုင်အနေအထားကိုပြောတာပါဟုတ်လား တော့မခံမရနိုင်ဖြစ်လာတယ်ဆိုတာအကြာရာတိုင်းလာရင်တော့ဖြစ်လာမှာပဲဟုတ်လားဒါကကိုကထိုက်တဲ့လောက်တော့တီးခံရမယ်နော်တတ်နိုင်တဲ့လောက်တီးခံရမယ်ပြီးရင်ဒါကိုနားလည်အောင်ဆိုတဲ့စိတ်နဲ့ကြည်ရမယ်ဖယ်ပြစ်ခြင်းနဲ့စိတ်ကြီးနဲ့ကြည်ရင်လည်းပဲတိတ်ထရောက်မှာမဟုတ် နားလည်ခြင်းနဲ့စိတ်နဲ့နော်တရားရောက်ကိုဘေးကနေကြည်နေတယ်လို့မျိုးသူ့ကိုသူ့သဘောကိုနားလည်အောင်ကြည်မယ်အဲ့လိုဆိုလို့ရှိရင် तू ကတိတ်ပြီးတော့မပြင်းထန်တော့တာလည်းဖြစ်နိုင်တယ်ဒါဝိရဏတွေနဲ့ပတ်သက်ပြီးတော့ဒါဦးရှင်တို့က ယောနိတော်မနတိကာရရှိဖို့ဆိုတာလေးကိုပြောပြတာအဲ့လိုအစတဲကိုဝါစငါတိခန်တဲ့စိတ်ကလေးနဲ့ဒါကိုရင်ဆိုင်မယ်နားလေခြင်းတဲ့စိတ်ကလေးနဲ့ဒါကိုကြည့်မယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဝေဒနာကအရင်ကြီးကိုယ်စိတ်ထဲမှာစိုးရတဲ့အနေထားလို့ထင်เสียရမဟုတ်တဲ့အနေထားလဲရောက်သွားနိုင်တယ်ကိုယ်ဘလို့သဘောထားသလဲဆိုတာပေါ်မှာကိုယ်ပေါ်မှာအများကြီးမူတည်တယ်ဟုတ်လားအမနဲ့တုန်းကဟောက်တန်ကြရလို့မခံနိုင်လို့ဆိုပြန်သွားတဲ့ယောဂီရှိဟုတ်လားတခန်းထဲမှာအတူတူ တော့ဟောက်တဲ့လူလည်းပဲတတ်နိုင်မလို့သူလည်းပဲဟောက်ချင်မလို့ဟုတ်လားဒါပေမဲ့ဥစ္စာစဉ်းစားကြည့်ရအောင်နော်အော်ဘလို့ပြန်စဉ်းစားတာတော့ဘလို့ပြန်တွေးလိုက်တာတော့တကယ်ဆိုလို့ရှိရင်ဒီအတန်ကိုငါနုံနုံကြားကြတောင်ရှိတယ်နော်ငါးရက်လောက်မအေးရတော့ငါယူလည်းမသွားနိုင်ဘူးသေလည်းမသွားနိုင်ဘူးဟုတ်လားဒီအတန်လေးကိုဘလို့လေးလည်းသိအောင်လုပ်မယ်ငါဖြစ်လာတဲ့ဒေါသကိုဘလို့ဖြစ်အောင်ဒါဘလို့ဖြစ်လာတာတော့သိအောင်လုပ်မယ်ဆိုတဲ့စိတ်ဝင်စားတဲ့အနေအထားနဲ့ဒါကိုရင်ဆိုင်မယ်ဆိုလို့ရှိရင်ပညာရနိုင်တယ်နော် ။ဟောပညာရတာမရတာတဲ့အဲ့ဒါကိုစိတ်ဝင်စားပြီးတော့မှတ်နေမယ်ဆိုရင်မြန်မြန်တောင်အိပ်ပျော်နိုင်တယ်။ချမ်းချမ်းသာသာအိပ်ပျော်နေတယ်။သူကဥစဉ်တည်လာပြီးတော့ဆွေးမှမဆွေးနေပဲနဲ့။တော့ကြားရတာဥစဉ်လေးရှောက်ပြီးတော့ပြန်သွားတော့မတတ်နိုင်ဘူးဥစဉ်လည်းပဲဟုတ်လား။အော်ဟိုတဲ့ကအဲဒီမှာနေဖို့လည်းပြောတယ်တဲ့။ပြောတော့အောက်ကရှင်းပွက်တင်နေတယ်လို့ပြောတယ်တဲ့။ဟောပဲတတ်နိုင်မလို့လို့ဟုတ်လား။ဒါနဲ့ဒီပုံမှာလည်းနေရာရှိရသောငှက်တန်တွေရှူတယ်လို့ပြောတယ်တဲ့ကဲအဲ့ဒါလောက်ပါလို့ဟုတ်လားအဲ့တော့ပြောရင်လားက ကိုကဓာတွေကိုဘယ်လိုသဘောထားလဲဆိုတာအခုစိတ်ထဲကဓာကြီးကရမ်းချင်နေဆိုတာပဲဆိုရင်တော့ကြော်လွားဖို့တော်တော်ခက်မယ်နော်ကိုစိတ်ကဓာစိတ်ဝင်စားစရာပဲဓာဟုတ်ငါနားလည်အောင်လုပ်မယ်ဆိုလို့ရှိရင်အသေးပဲကတမျိုးဖြစ်တယ်နော်ဒါဆရာတော်ဦးဇုတိကမာမြိုင်ဆရာတော်ကြီးပြောတာကိုအရင်ကသဘောကျတယ်အခုဆရာတော်နောက်ဆုံးထွက်နေတဲ့စာအုပ်လေးကိုပေးသက်တော့အရင်ကဝဲပြီးတော့ဖတ်ကြည့်စေခြင်းနဲ့စာအုပ်ခေါင်းစဉ်လေးကမသိရင်ခက်မယ်တဲ့နော်အဲ့ဒီတည်းမှာတရားအထုတ်လို့ ခံစားချက်ဝေဒနာတွေဖြစ်လာတဲ့အခါမှာပဲပုံမှန်ကြီးရင်ဆိုင်ရမလဲဆိုတာကိုဆရာတော်အသေးစိတ်ပြောတာတွေရှိပါတယ်။အဲဒီမှာပြောတာလေးတခုသဘောကျတာပေါ့နော်။ဦးဇင်းတို့အတွေ့အထိရင်လည်းတိုက်ဆိုင်တာလည်းပါတာပေါ့။ဟိုငရုတ်သီးစားတယ်ဆိုကြပါစို့တဲ့။မချိုက်တဲ့လူတို့ဒါကတော်တော်ဆင်းရဲတဲ့ကိစ္စကြီးပဲ။ရှူရှူရှဲရှဲနဲ့ချွေးတွေတန်တွေထွက်ပြီးတော့အဦးဇင်းဆိုငရုတ်သီးမချိုက်တော့အဲ့ဒီဥမာကအလွန်ကောင်းတယ်ပေါ့နော်။ငရုတ်သီးကငရုတ်သီးစားတာ ဟိုရှာကွေးနေတဲ့အချိန်မှာစားစားတွေစားမိတာနဲ့တိတ်မထူးပါဘူးလို့အဲ့လိုအောင်းမိအောင်ဒါပေမဲ့ကြိုက်တဲ့လူကတော့အဲ့ဒါကိုဒုက္ခလို့အောင်းမိလားအောင်းမိဘူးဒါမှပါရင်ကိုသူကဒုက္ခဖြစ်နေတာအဲ့တော့ဒီဆက်တာချင်းအတူတူကိုဒါပေါ်မှာဘလို့ခံယူတယ်ဆိုတာပေါ်မှာမူတည်ပြီးတော့အမြင်တွေကကြောင်းလဲမသွားဘူးလားကြောင်းလဲသွားတယ်အဲ့တော့နောက်တစ်ခုကဆရာတော်ပြတာအခုအနည်းနှိတ်ခံရတယ်ပေါ့နော်တချို့ဆိုရင်တောင်ခွေကြီးနဲ့ကြိတ်တာပဲဒါနာပဲလေ ဒါပေမဲ့ကိုယ့်ဟာကိုယ်ကိုခံကျင်လို့ကိုခံနေတာဆိုတော့ဒါကိုဘယ်လိုဖြစ်နေလဲကောင်းနေလို့လုံနေတာဟုတ်လားအတချို့ဆိုရင်တကူလုံးတက်ပြီးတော့နင်းတာပဲလေဟုတ်လားတကယ်လို့သာလူတက်နင်းတာမဟုတ်ဘဲနဲ့ဒီခန္ဓာကိုယ်ရဲ့အဲ့ဒီနင်းတဲ့နင်းခံရတဲ့ဝေဒနာမျိုးကြီးများအလိုလိုဖြစ်နေမယ်ဆိုရင်ဆေးရုံတောင်တန်းပြေးမယ်နဲ့တူတယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ကိုယ်နင်းခံကျင်လို့ခံနေတာဆိုတော့တက်ကြိတ်လိုက်ပါအောင်လို့တောင်ပြောတာတွေမရှိဘူးလားရှိတယ်ဒါပါလေအဲ့တော့ကိုယ်ကလိုချင်နေတယ် နော်ကိုယ့်ရဲ့ချင်းကပ်ပုံပေါ့နော်ဒီအတွေ့ကြုံနေရတဲ့အတွေ့အကြုံရဲ့ပုံမှာအတော့ဦးဇင်းပြောနေတာကပေးသက်တို့ကိုနားလေစီနေတာကဒီယောနိသောမနတိကာရဘလောက်အရေးပါလဲကိုဘလို့သဘောထားတာလဲကိုယ့်ရဲ့အတွေ့ပေါ့ကိုယ့်တွေ့ရကိုယ့်ပြီးတော့ကြိုးကန်ချေလဲသွားတာနော်အဲ့ဒါမနက်ကတက္ကမကြီးကတော့ပြန်သွားတာပဲဒါသူ့အတွေ့ဟသူ့ကိုပြန်တို့ပြန်냐ဆိုမပြန်လို့မဖြစ်ဘူးဆိုတော့အတင်းဆွဲခေါ်သွားတာပါသွားတာပဲဟုတ်လားအဲ့တော့ဒါက ဒါဥဒင်းသိရတာကိုပြောတာဒီပိဿတဲ့မှာဥရင်မသိရတဲ့အရှင်မပြေမှုလေးတွေရှိကျင်လဲရှိနေမှာဒါပြောလို့မရအဲ့တော့အရှင်မပြေတာကအရှင်မပြေတာကြီးကအရှင်မပြေတာလားကိုကတွေးတာကြီးကိုကစားအရှင်မပြေလို့အရှင်မပြေနေတာလားဆိုတာလည်းပဲနားလဲဖို့လိုတယ်တချို့ကတော့ဟုတ်ပါတယ်တကယ်ကိုအရှင်မပြေဘူးကိုဘလို့ပဲတွေးတွေးဒါကြီးကအရှင်မပြေဘူးဆိုတာလည်းရှိပါတယ်တချို့ကကြတော့ကြော်လွှားလို့ရပါတယ်ထိုက်တဲ့တဲ့ဒီခံမှုလေးနဲ့နားလဲပေးနိုင်မှုလေးနဲ့တော့ရင်အရှင်ပြေပါတယ်ဟုတ်လား ော့တချို့ကနည်းနည်းလေးမှကိုနော်အပေါ်အပေအထီးခိုက်မခံနိုင်ဘူးပေါ့နော်အဲ့လိုဆိုရင်တော့အစဉ်ပြေမှာမဟုတ်ဟုတ်လားအဲ့တော့ခုတရားထိုင်နေတဲ့အချိန်မှာလည်းအဲ့ဒါမျိုးလေးကိုစဉ်းစားရမယ်ထိုင်မှတော့ရှင်းရတဲ့ဝေဒနာကတွေ့မှာပဲလေဟုတ်လားကိုကကိုကကိုတက်တာတယ်လို့လေးပြောင်းလဲပြီးတော့နေနေတဲ့အနေထားမှာမဟုတ်ဖဲကို ဟုတ်လားတနားရီလောင်းကုတ်ထိုင်နေရတယ်ဆိုတဲ့ကိစ္စအိတ်လွယ်တဲ့ကိစ္စမဟုတ်ပါဟုတ်လား အဲ့တော့တတ်နိုင်လေမြဒီဝေဒနာတွေကိုဘာလို့အောင်နားလေအောင်ဆိုတော့စိတ်နဲ့သတိထားပြီးတော့နေဟုတ်လားဝေဒနာအရင်ပြင်းထန်လာတယ်ဆိုလို့ရှိရင်ဘယ်လိုဆက်လုပ်မလို့နော်တချို့ကြတော့လည်းပဲအဲ့ဒီဝေဒနာကိုဂယုမဆိုင်ဘဲနဲ့အဲ့ဒီဝေဒနာကိုသတိမထားတော့ဘဲနဲ့လိလိုရှုပြီးတော့တခြားထင်ရှားတဲ့အာယုံရဲ့ပုံမှာစိတ်ကိုနေရာချပေးတာနော်အဲ့ဒီနီးနဲ့လည်းလှုပ်ကြည့်လို့ရတယ်ဒါပေမဲ့ဝေဒနာကအရင်ပြင်းထန်ရဲ့ तू ကစိတ်ကိုသူ့စီမရောက်ရအောင် तू ကဆွဲမှာပဲအာယုံက तू ပြင်းနေတာ ပြင်းနေတဲ့အခါကျတော့ပြင်းတဲ့နေရာကိုစိတ်ကသွားကပ်မှာပဲအဲ့တော့ဒကာဓမ္မတို့ကဘလောက်ဒီပြင်းအာယုံမှာကိုပြန်ဆွဲထားနိုင်လဲကိုခွန်အားပေါ့နော်သောပေါက်လာဦးဇင်ခုပြောတာအဲ့တောင်တချို့ဦးဇင်တို့ဒီဝင်လေထွက်လေကိုပြင်းအောင်ရှူကြတာရှိရဲ့ဒီအာယုံကိုအရန်ထင်ရှားအောင်သူကလှုပ်လိုက်တာလှုပ်လိုက်တဲ့ခါကျဒီအာယုံကအရန်ထင်ရှားလာတဲ့ခါဒီအာယုံကိုသူအာယုံမပြူဘဲနဲ့နေနေအောင်ကြိုးစားသောပေါက်လာဒါကဦးဇင်တို့ဝေဒနာကိုခွာတယ်ဆိုတာအဲ့ဒီဝေဒနာကိုအာယုံမပြူဘဲနဲ့ ဒီပြင်တခြားထင်ရှားတဲ့ခံတာတဲ့သဘောရှိတဲ့အဲ့ဒီအနေအထားကို အာယုံပြူတာဒါကကိုကလည်းပဲငကောကဒီထင်ရှားတဲ့ဒီအာယုံလေးပေါ်မှာနော်နေတဲ့အနေအထားကျွမ်းကျင်မှလည်းပဲဖြစ်နိုင်တာနော်ဒါကြောင့်တချို့ဝေဒနာတွေမရှိဘူးမဟုတ်ရှိတယ်သူတို့လည်းထိုင်နေတာပဲဘာလို့မရှိပဲနေမှာတော့ဟုတ်လားသို့တော့အဲ့ဒါကိုသူတို့စိတ်ထဲမှာအာယုံမပြူသူ့မှာဒီပြင်တခြားအာယုံပြူကြရရှိတယ်အဲ့တော့ကိုယ့်စိတ်ကိုကိုယ်ပင်သားနေရာချပေးမလဲ ဒါတော့ပြောရတာတော့လွယ်တယ်တကယ်လက်တွေ့လုပ်တဲ့နေရာမှာဝေဒနာရမ်းပြင်းရင်တော့သွားကတ်အောင်မှာပဲဒီစိတ်ကဟုတ်ရလားအဲ့ဒါလို့ဆိုရင်ဘလို့မှတပြည့်တော့ဦးရှင်တီးခံလို့လည်းမရဘူးဝေဒနာကလည်းအရင်ပြင်းတယ်ဒေါသမဖြစ်အောင်လှုပ်လို့ကိုမရဘူးစိတ်ကအရင်ဟိုညှိုးငယ်သွားပြီအရင်နာပြီပေါ့နော်ဝေဒနာကအရင်ပြင်းထန်ဒီစိတ်ကပင်ပန်းလာပြီဘလို့မှမတက်နိုင်ဘူးဆိုရင်တော့အဲ့ဒါပြင်လိုက်ဖို့ပဲရှိမတက်နိုင်ရင်ပြင်ရမှာပဲလေတော့အထိုင်းပြီးတော့ဒေါသအဖြစ်ခံနေတာတော့တိတ်အိဗယ်မရှိဘူးလို့ဦးရှင်ကထင်တယ်ဟုတ်လား ပြင်းဘလို့ပြင်းတယ်သတိကလေးနဲ့ပြင်းနော်ဒီအခြေအနေရောက်လာပြီအဲ့တော့လှုပ်ရှားတာတတ်နိုင်သမျှအသေးစိတ်နားလေအောင်သိအောင်ကိုယ့်ရဲ့အတွေးတွေပြင်းမြင်တဲ့စိတ်တွေပြင်းအောင်လုပ်တဲ့အနေအထားတွေနှိုးစော်တဲ့အနေအထားတွေအကုန်လုံးသိအောင်လုပ်နော်သွားရင်းနဲ့တောင်တရားအထုတ်လို့ရတယ်နော်ပြင်းတာကိုအထုတ်လို့မရဘူးလို့ဆိုနိုင်မလားအေးအဲ့ဒါကိုဦးဇင်းကသဘာဝကြကြနားလေစေချင်တာဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့နော်ဝေဒနာတွေဖြစ်လာတယ်ဆိုရင်တတ်နိုင်သမျှသီးခံရမှာပါ နော်ဖြစ်အောင်လုပ်နေတယ်လို့ကြီးဖြစ်နေတော့ဖြစ်မှာပဲလေအဲဒါကြီးကိုထူးဆန်းလုပ်ပြီးတော့ဟာငါမှဝေဒနာတွေတက်လာတဲ့အောင်မနေနဲ့ဘာဖြစ်ထိုင်ရင်ဝေဒနာတက်တာပဲဟုတ်လားဒါပေမဲ့ကိုကဒါကိုချင်းကပ်ပုံချင်းကပ်နေလေတော့တော့တဘာဝကြားဖို့မလိုဘူးလားလိုတယ်တော့စဉ်းစားတက်ဖို့လိုတယ်မှန်မှန်ကန်ကန်တွေးတက်ဖို့လိုတယ်အဲ့ဒါပါလေငါတိခန်တဲ့စိတ်နဲ့ရှင်ဆိုင်မယ်နားလေအောင်ဆိုတဲ့စိတ်နဲ့ငါကိုစိတ်ရှိရှိစိတ်အေးအေးလေးထားပြီးတော့ဒါကိုကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဝေဒနာကဝေဒနာရဲ့အကျိုးတရားမှုကတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်နော် ဟုတ်တယ်မဟုတ်လားနော်ဝေဒဝေနာရဲ့ပုံမှာကိုချင်းကပ်ပုံမှာမှာမူတည်ပြီးတော့ကိုယ်စိတ်ထဲမှာမခံနိုင်ဘူးခံနိုင်တယ်ဆိုတာတွေကအမျိုးမျိုးပြောင်းလဲတာမရှိနိုင်ဘူးလားရှိနိုင်တယ်စိတ်ပုံမှာအများကြီးမူတည်တယ်ဟုတ်လားဒါကြောင့်ဦးကြီးတို့ပေးတဲ့ပေါင်းတော်တော်တို့ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့တော့နားလည်မှုရှိအောင်ဤမျိုးစုံကနေစူးစမ်းကြရမှာဟုတ်လားတတ်နိုင်တယ်မရတော့ဘာလို့ဖို့လို့တော့သိခံရမယ်အသိခံလေဆိုတာပေးတဲ့ပေါင်းတော်တော်တို့များသောအားဖြင့်အစင်မပြေတာတွေနဲ့တွေ့တဲ့အခါမှာပဲ သုံးကြတာပဲမို့လားနောက်စဉ်ပြေးနေတဲ့ခါမှာတော့သီးခံဖို့လိုပါသလားဟောစဉ်းစားကြည့်နော်အေးဒါကြောင့်ဦးဇင်းတို့ပိတ်တံပေါင်းတော်ကောင်းတို့နောက်အစဉ်မပြေးတဲ့အချိန်မှာအော်ဒါငါဒေါသမဖြစ်အောင်လိုရမယ့်အချိန်ပဲလို့နားလဲအောင်နောက်အစဉ်ပြေးနေတဲ့အချိန်တော့ဒေါသမဖြစ်အောင်လိုရမှာမဟုတ်သူကတော့လောဘမဖြစ်အောင်လိုရမယ့်အချိန်ပေါ့ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပိတ်တံပေါင်းတော်ဒါလေးကိုဦးဇင်းကနည်းနည်းလေးပြောကျင်တာပေါ့နော်ဘကုစိတ်ထဲမှာ အဆင်မပြေမှုတွေနဲ့တွေ့လာလို့ရှိရင်ငါဘလို့တုံ့ပြန်တုံ့ပြန်နေတယ်လေဆိုတာလေးကိုသတိထားစီခြင်းတာဟုတ်လားအော်ဒါကတရားထုတ်နေတဲ့အချိန်မှာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတဲ့အဆင်ပြေမှုမပြေမှုကိုအဓိကရည်ရွယ်ပြီးတော့ပြောတာဟုတ်တရားမတော်ကအမြဲတမ်းလေးတရားအထုတ်နေမှာတော့မဟုတ်ဘူးပေါ့နော်ဘုထုရှင်လေးဆိုတော့အိမ်ပြန်သွားတဲ့အခါကျတော့လည်းပဲကို့လောကီအာယုန်နေနဲ့ကို့အလုပ်တွေနဲ့ကို့တော့ကြအောင်မှနေကြအောင်မှဟုတ်လားအဲ့ဒီအချိန်မှာလည်းပဲအခုဒီတရားစကားကအများကြီးအသုံးတည်မယ်လို့ဥစဉ်ထင်ပါ ဘလို့တွေ့ကြုံနေရတယ်လေအဲ့ဒီတွေ့ကြုံနေရတဲ့အပေါ်မှာငါဘလို့စိတ်ထားနဲ့တုံ့ပြန်နေတယ်လေဒါသတိထားရမယ်ဟုတ်လားအတွေ့အကြုံတွေကတော့တွေ့ရမယ့်ကြုံရမယ့်အရာတွေကတော့ကိုယ်ဆန္ဒအတိုင်းဟုတ်မှာမဟုတ်ဘူးတော်တော့အကြောင်းရှိတဲ့အတိုင်းတွေ့မှာပဲကောင်းကောင်းတွေ့ရရှိကောင်းကောင်းတွေ့မယ်ဆိုးဆိုးတွေ့ရရှိရင်ဆိုးဆိုးတွေ့မယ်အဲ့ဒါကိုယ့်လက်ထဲမှာမရှိဘူးတော့အတွေ့အကြုံကိုဘလို့အတွေ့အကြုံတွေမှာရခြင်းနဲ့ဘလို့တွေ့ကြုံမရခြင်းဘူးလို့လို့လို့မရဘူး ဒါပေမဲ့ကိုပိုင်တာကတော့ကိုလုံးမယ်ဆိုရင်ဖြစ်နိုင်တာကတော့အဲ့ဒါအပေါ်မှာကိုဘလို့ပြန်တုံ့ပြန်မလဲဆိုတာကတော့ကိုလက်ထဲမှာမရှိဘူးလားယောနိတော်မနတိကာရနဲ့တုံ့ပြန်မလားအာယောနိတော်မနတိကာရနဲ့တုံ့ပြန်မလားဒါအရေးကြီးတဲ့မေးခွန်းလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တော့ဒီနေရာမှာကိုကယောနိတော်မနတိကာရနဲ့တုံ့ပြန်ရင်ကောင်းမြတ်တာတွေဖြစ်လာမှာနော်အာယောနိတော်မနတိကာရနဲ့တုံ့ပြန်ရင်ယုံညံ့တာတွေဖြစ်လာမှာအဲ့တော့ဦးစင်းကဒါပြောရင်းနဲ့ဘာကိုသွားပြီးတော့အမှတ်ရတော့ဆိုတော့ ဟိုဦးဇင်းတို့လူညံ့တဲ့လူတွေနဲ့လူတော်တဲ့လူတွေရဲ့ကွပြားခြားနာချက်လို့လည်းပဲပြောမှရှင်ပြောလို့ရပါတယ်။အင်္ဂုတ္တပါဠိတော်အဋ္ဌကနိပတ်ထဲမှာကုတိတာရမဝိထုသုတ်တံဆိုတော့သုတ်တံလေးတစ်ခုရှိတယ်။ဦးဇင်းတို့ပါဠိဆယ်ပါးထဲမှာဝရိယပါရမီထဲမှာဦးဇင်းတို့ထည့်ပြောခဲ့တယ်ပေါ့နော်။ကုတိတာရမဝိထုတယ်။နော်ပြင်းရည်ချင်းရဲ့အကြောင်းတရားအပြင်းတဲ့လူတွေညံ့တဲ့လူတွေဟာကျဉ်းကျဉ်းဖန်ဖန်တွေးပြီးတော့ပြင်းတာ။အဝရိယရှိတဲ့လူတွေအာထုတ်မယ်ဆိုတဲ့လူတွေကလည်းကျဉ်းကျဉ်းဖန်ဖန်တွေးပြီးတော့အာထုတ်တာ အတွေ့အကြုံချင်းတူပြီးတော့ပြင်းတဲ့လူကပြင်းဖို့ဖြစ်သွားတယ်အဲ့ဒီအတွေ့အကြုံကအထုတ်မဲ့လူကအဲ့ဒီအတွေ့အကြုံပဲအတူတူပဲဒါပေမဲ့သူကတော့အထုတ်ဖို့ဖြစ်သွားတယ်ဘလောက်ကိုပြန်ချမ်းသာသွားတယ်နော်ဒါကိုအတူတူတွေ့တယ်ဒီလူဖြစ်သွားတာကတမျိုးဟိုလူဖြစ်သွားတာတမျိုးအဲ့လိုဖြစ်သွားတာအဲ့ဒါရဲစွာဘုရားဟောတာနော်ပြင်းကြီးချင်းရဲ့အကြောင်း၈မျိုးတယ်အဲ့လိုပဲဝရိယရှိတဲ့လူကဝရိယရှိခြင်းရဲ့အကြောင်း၈မျိုးအကြောင်းတရားကအတူတူဖြစ်နေတယ်စဉ်းစားပုံလေးပဲခွာသွားပြင်းတဲ့လူကဘလို့ပြင်းတော့ ਉਹ နဲ့ ဆိုကြပါစို့ယဟန်တစ်ပါးအနေနဲ့အမှုကိစ္စတစ်ခုလုံးစရာကျုံလာတယ်။နော်ယဟန်နေရဲ့အလုပ်ဆိုတာတကယ်တမ်းကတန်တရားဝရှင်ရဲ့ကလွန်မြောက်ဖို့အတွက်နော်ကြိုးစားမဲ့အလုပ်ဒီမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတွေကိုကိုယ်တိုင်သိပြီးတော့ပြန်ပေါ်အောင်လုပ်ရမယ့်အလုပ်ကန္ဓာဒုဒဝိပဿနာဒုဒဆိုတဲ့ဒီတာဝန်တစ်ခုဒီလုံးတစ်ခုပဲရှိတာပါတကယ်တမ်းကတော့ဟုတ်လား။ဒါပေမဲ့လို့လည်းပဲတစ်ခါတည်းရမှာဒီပြင်အလုပ်တွေဆိုတာရှိလာတယ်ပေါ့နော်သာသနာနဲ့ပတ်သက်တဲ့အလုပ်ဆိုကြပါစို့ဟုတ်လားအဲ့ဒါလိုအလုပ်ရှိလာရင်အဲ့ဒီလူကဘလို့ရှင်းအောင်ဆို ငါအလုပ်လုပ်ရတော့မယ်အလုပ်လုပ်ရရင်တော့ပင်ပန်းမှာပဲအဲ့ကြောင့်မလို့ငါအခုအလုပ်မလုပ်ရသေးခင်မှာငါအနာယူထားမှဖြစ်မယ်အဲ့တော့ငါအိတ်လိုက်အောင်မယ်ဆိုတော့ तू အိတ်တယ်တဲ့အလုပ်လုပ်ရတော့မယ်ဆိုပြီးတော့မလုပ်တာတော့ကြိုတင်ပြီးတော့အနာယူထားတာပေါ့နော်နောက်အလုပ်ပြီးသွားပြီအဲ့ဒီအလုပ်ကိစ္စတွေပြီးသွားပြီဆိုတော့ तू ဘယ်လိုစဉ်းစားပြောင်းဆိုငါအလုပ်လုပ်ပြီးတာမကြသေးဘူးအဲ့တော့ငါအဲ့တော့တော်တော်ပင်ပန်းနေတာပဲအဲ့တော့အခုငါဆက်ပြီးတော့အနာယူမှဖြစ်မယ်ဆိုတော့အိတ်တယ်တဲ့ဟောနောက်အလုပ်မလုပ်ခင်အလုပ်လုပ်ပြီး နောက်တစ်ခါပါပြောတော့မြတ်စွာဘုရားပါဟောတော့တော့ခကြီးသွားကနေခကြီးသွားဖို့ကြုံလာ။ဩခကြီးသွားလို့ရှင်တော့ငါပင်ပန်းတော့မှာပဲ။အဲ့လိုဆိုရင်တော့ခကြီးမသွားခင်မှာငါအနာယုံမှဖြစ်မယ်။ငါအိတ်ဦးမှဖြစ်မယ်ဆိုအိတ်တယ်တဲ့။ခကြီးကပြန်လာပြီဆိုတော့ဩငါတော်တော်ပင်ပန်းနေတယ်။ဒါကြောင့်အနာယုံမှဖြစ်မယ်ဆိုတော့ဒါကအိတ်ပြန်တယ်တဲ့။ဟော။လေးမျိုးရှိရင်တော့အလုံးမလုံးခင်အလုံးလုံးပြီ။ခကြီးမသွားခင်ခကြီးသွားပြီ။နောက်တစ်မျိုးပါပြောပြန်တော့နောက်တစ်စုံ။ နောက်ဆုံးကံသွားတယ်ဆုံးရမပြည့်စုံဘူးစားတော့တာရန်ကြီးအဆင်မပြေဘူးအဲ့တော့ကဘလို့ရှင်းအောင်ဆိုဩငါစားကျင်နိုင်မစားဘူးအဲ့တော့ပင်ပန်းနဲ့နွမ်းနေတယ်အားနေတယ်အဲ့တော့ငါအိတ်မှဖြစ်မယ်ဆိုတော့တက်တောင့်တက်တာပဲနေလိုက်တယ်နောက်ဆုံးရင်ပြည့်စုံတယ်ဆုံးနေရအဆင်ပဲရတယ်ကြိုက်တယ်လို့ပုံပေးလို့ရတယ်အဲ့တော့သူကဘလို့ရှင်းအောင်ဆိုငါခန္ဓာကိုယ်ကြီးကစားတာတွေများတော့နော်ရေစိန်ထားတဲ့ပဲစီလို့ဖြစ်နေတယ်လေးနေတယ်ဟုတ်လားဘုရားအဲ့တိုင်ဟောတယ်သိလားအဲ့တော့သူကဘာလို့ဆိုပင်ပန်းနဲ့ငါအိတ်အုံးမှဖြစ်မယ်ဆိုအိတ်တယ်တဲ့ အဘာပဲလာလာ तू ကအိတ်ဖို့ပဲအဖြေထွက်ဟုတ်တယ်မဟုတ်လားအဲနောက်လေးခုမြောက်တွဲကြတော့ဘာပြောတော့ဆိုတော့နောက်ယောဂါဖြစ်စနောက်အနာယောဂါလေးဖြစ်လာအနာယောဂါဖြစ်လာဟာအနာယောဂါဖြစ်တယ်အဲ့တော့ငါသက်တော့သက်တာနေမှဖြစ်မှာဆိုတော့အဲ့ကျရင်တော့တော်တော်ကိုပြာကြီးပြာရနားမယ်ပေါ့နော်ဟုတ်လားအဲ့အနာယောဂါဆိုတော့ तू ကတော်တော်ကိုအကြောင်းပြချက်ကခိုင်လုံးနဲ့ပြင်းဖို့အတွက်အကြောင်းပြချက်ကအရန်ခိုင်လုံးနဲ့ကျောင်းမကြီးမကောင်းဘူးဆိုရင်ဘာလာမပြောတော့နဲ့ तू တာတာပဲနေတော့မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီနေနဲ့ तू အိတ်တယ်ပေါ့ နောက်ကျမ်းမာရေးကောင်းသွားပြီနော်ကျမ်းမာရေးကောင်းပြီကလာနလန်ထဆာအော်ငါကျမ်းမာရေးကောင်းတော့တော်တော်ဆင်းရဲခဲ့တာအဲ့တော့ခုမှငါနလန်ထကနလန်ထကသာရှိသေးတယ်အဲ့တော့ငါအနာယူမှဖြစ်မယ်ဆိုတော့အိပ်ပြန်နေတဲ့ဘယ်နှမျိုးတော့ရှင်မျိုးဟုတ်လားအလုံးမလုံးသေးခင်အလုံးလုံးပြီးခကြီးမသွားခင်ခကြီးသွားပြီးစွမ်းမရတာစွမ်းရတာဟုတ်လားပြီးတော့ပါတော့ကျမ်းမာရေးပေါက်ပြန်မှုဖြစ်ခါစကျမ်းမာရေးကပျောက်ခါစပေါက်ပြန်မှုကပျောက်ခါစ ဒါကသူကြည့်ရင်အကြောင်းရှင်မျိုးဝရိယရှိတဲ့လူကြတော့လည်းအဲ့ဒီရှင်မျိုးပဲဒါပေမဲ့သူတွေးတာမတူသူကဘလို့တွေးတော့အလုံးလုံးရတော့မယ်မှုကိစ္စတခုပေါ်လာတော့မယ်ဆိုသူကဘလို့ရှင်းတော့ဆိုဩလုံးကိစ္စတွေလုံးရင်ဘုရားတရားကိုငါနှလုံးသွင်းဖို့မလွယ်ဘူးအဲ့ဒီအချိန်မှာငါထိထိရောက်ရောက်လုံးဖို့မလွယ်ဘူးဒါကြောင့်အဲ့ဒီအလုတ်ကလေးမလုံးရသေးခင်လေးမှာငါထိထိရောက်ရောက်ဖြစ်အောင်မရသေးတဲ့တရားကိုရအောင်ငါလုံးမှဖြစ်မယ်ဆိုတော့သူကထပြီးတော့ပဲဒီတရားလုတ်ကိုကြိုးစားတယ်တဲ့တွေးတာတော့ဒူဒူတွေးတာပဲ စဉ်းစားဖို့မတူတဲ့အခါကျတော့တယောက်ကပြင်းတယ်တယောက်ကကြိုးစားတယ်ဟုတ်လားအလုံးလုံးပြီးကသာသူဘလို့စဉ်းစားတော့အော်ငါအလုံးလုံးခဲ့တုန်းကမြတ်စွာဘုရားရဲ့တရားတွေကိုငါထိရောက်အောင်နှလုံးမသွင်းခဲ့ရဘူးဟုတ်လားအခုငါအလုံးလုံးပြီးကကအဲ့တော့မဖြစ်ဘူးငါအကျိုးစားမှဖြစ်မယ်ဆိုတော့သူလှုပ်တယ်တဲ့နော်အဲ့လိုဦးဇင်းတို့ခရီးသွားကနေဩခရီးသွားနေတဲ့လူဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုပြီးပြီဆုံးဆုံးနှလုံးသွင်းဖို့တိတ်မလွယ်လာဘူးဒါကြောင့်ခရီးမသွားခင်လေးမှာငါကပ်ပြီးတော့ကျိုးစားအောင်မှဖြစ်မယ်ဆိုတော့သူကျိုးစားတယ်တဲ့ ခကြီးကပြန်လာပြီဆိုတော့လည်းသူဘလို့စဉ်းစားတော့ငါတော်တော်အလုပ်ပြက်ခဲ့တာဟုတ်လားဒါကြောင့်အခုငါခကြီးကပြန်လာပြီစိတ်ချလက်ချငါလုံးမဖြစ်မယ်ဆိုတော့လုံးတယ်တဲ့ဝရိယပဲအဖြေထွက်လာတာနော်သူကဟုတ်လားအဲ့လိုပဲဆုံးကံသွားတယ်ဆုံးနေရတိတ်မရဘူးစားရတာကိုတိတ်အချင်းမပြေဘူးဆိုရင် तू ကဘလို့စဉ်းစားတော့တစောတုံးကလူကတော့အားနေတယ်လို့စဉ်းစားတာ तू ကတော့ဘလို့စဉ်းစားဆိုတော့ပေါ်ပါတယ်လို့စဉ်းစားတယ်တဲ့နော်ဝါဝါမစားတော့ဘလို့စဉ်းစားတော့ ပေါ်ပါတယ်လို့ရှင်းသားရတဲ့အဲ့ဒါစားတော့စားတော့မကောင်းရင်ပေါ်ပါတယ်လို့ရှင်းသားရမယ်အင်းဒကမကြီးတွေတော့စားတော့မကောင်းဘူးဆိုရင်ဘယ်လိုရှင်းသားရတော့ပေါ်ပါတယ်လို့ရှင်းသားရမယ်နော်အေးအဲ့ပေါ်ပေါ်ပါပါလေးရှိတော့ငါလှုပ်လိုက်မယ်ဆိုလှုပ်တယ်ဆိုရင်ပြည်စုံပြီဆိုတော့စားတော့တာရှင်းပြီဆိုတော့ तू ကဘယ်လိုရှင်းသားအောင်ဆိုစောတော့ကလူကတော့ဘယ်လိုရှင်းသားအောင်လေးလံတယ်လို့ तू ကရှင်းသားတာတော့ဒီအထုတ်မဲ့လူကတော့ဘယ်လိုရှင်းသားဆိုတော့အားရှိတယ်လို့ရှင်းသားတာလေအာမတူဦးညာစာအုပ်သေးချာကြည့်ထားတာသိလား အဲ့မှာပြောထားတာလေးတွေကမတူအဲ့တော့စားကောင်းတော့ပြင်းမဲ့လူကလေးလံနေ၊ဂိုင်ထိုင်းမိုက်နေမဲ့သူတော့ငါအိတ်လိုက်မယ်ပေါ့လှုပ်ချင်တဲ့လူကဘယ်လိုစဉ်းစားတော့အားရှိတယ်လို့စဉ်းစားတာဝါဝါမစားတော့မလှုပ်ချင်တဲ့လူကဘယ်လိုစဉ်းစားတော့ငါပင်ပန်းနေလို့သူကစဉ်းစားတာသူစားရင်မစားတော့ပင်ပန်းတာတော့လှုပ်ချင်တဲ့လူကတော့ဘယ်လိုစဉ်းစားအောင်ဩဘာဘာရှိတယ်လို့စဉ်းစားတာဒါကုပ္ပမူတရားပဲဟုတ်လားအေးနောက်ဆုံးဦးကျင်းတို့ယောဂဖြစ်ခါစား လုတ်ကျင်တဲ့လူကဘလို့စဉ်းစားတော့အော်ယောဂါဒါတဲ့ဆိုးလာနိုင်တယ်အဲ့လိုဆိုရင်ငါဘာမှတော့လုံနိုင်မှာမဟုတ်ဘူးတည်ရင်လည်းတည်သွားနိုင်တယ်အဲ့ဒါဒီယောဂဖြစ်ခါစားမှာငါဖြည်းဖြည်းစီစီလုတ်ထားမှကိုဖြစ်မှာဆိုပြီးတော့တော့ကြိုးစားတယ်တဲ့အယောဂါပြောက်လာပြီဆိုတော့သူဘလို့စဉ်းစားတော့ယောဂါဖြစ်တော့ငါဘာမှတိတ်ပြီးတော့မလုံနိုင်ခဲ့ဘူးအခုယောဂါပြောက်ပြီဒီယောဂါကပြန်ပြီးတော့မဖြစ်ဘူးလို့လည်းမဆိုနိုင်ဘူးဟုတ်လားဒါကြောင့်ငါစိတ်ချရုံလေးမှာငါလုတ်ထားမှဖြစ်မယ်ဆိုတော့သူကြိုးစားတယ်တဲ့အဲ့တော့ဦးဇင်းကအဲ့ဒီသုတ်တန်လေးကို နော်အမှတ်ရတိုင်းအမှတ်ရတိုင်းလူတယောက်ဘလို့တွေးတာလဲဆိုတာပေါ်မှာမူတည်ပြီးတော့သူဘာတွေဆက်လုပ်လဲဆိုတာဖြစ်သွားတာဆိုတာလေးကိုစဉ်းစားမိတာဟုတ်လားဒါကြောင့်ဒီရိတ်တာမှာနော်ပြည်စုံတာတွေမပြည်စုံတာတွေအကုန်လုံးရောပြောနေတယ်အစဉ်ပြေတာတွေမပြေတာတွေလည်းရှိမှာပဲဟုတ်လားအဲ့လိုဆိုရင်ကိုယ်မှာနော်ကိလေသာဖြစ်တာလားသို့မဟုတ်ရင်းမြစ်တဲ့အစဉ်ပြေတဲ့သူတော်ကောင်းတရားတွေဖြစ်တာလားဆိုတာဘယ်သူပေါ်မှာမူတည်မလို့ကိုယ်ပေါ်မှာမူတည်တယ်ဟုတ်ရလား ဒါကြောင့်ဒုက္ခဝေဒနာတွေနဲ့ပဲတွေ့တွေ့ဒုက္ခဝေဒနာတွေနဲ့ပဲတွေ့တွေ့ကိုယ့်ရဲ့နှလုံးသွင်းမှုစဉ်းစားဆင်ခြင်မှုမမှန်ကန်မှုမှားယွင်းနေဆိုရင်တော့မလိုလားတဲ့ကိလေသာတရားတွေပဲဖြစ်မှာပေါ့ဟုတ်လားဒုက္ခဝေဒနာပဲတွေ့တွေ့ဒုက္ခဝေဒနာပဲတွေ့တွေ့ကိုယ့်ရဲ့နှလုံးသွင်းဆင်ခြင်မှုဇောနိတ္တမနိတိကာရအကောင်းမယ်ဆိုလို့ရှိရင်တော့ကုသိုလ်တရားတွေပဲဖြစ်လာမှာအဲ့တော့ဒါလေးတွေကလည်းပဲပေးသက်ပေါင်းတူအောင်လို့နားလေထားဖို့မလိုဘူးလားလိုတယ်နော်တိပိသာအတိလေးတွေပဲမလိုလည်းပဲဒီအချိန်မှာအသုံးချဖို့ အလွန်တရာမှာအကွက်ဆိုင်တယ်လို့ဦးဇင်းကမြင်ပါတယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတို့ပေါင်းတို့နော်တရားသမားကိုကြိုးစားအထုတ်နေတဲ့အချိန်မှာနော်အထူးသဖြင့်နောက်ခန္ဓာကိုယ်ရဲ့အနေအထားကြောင့်ဒုက္ခဝေဒနာတွေဖြစ်လာတာကိုအခက်အခဲကြီးလို့မထင်စေချင်ပါဘူးဟုတ်လားတိခါနိုင်တဲ့လောက်တိခါရမယ်ဟုတ်လားပြီးရင်အေးအေးဆေးဆေးသူ့ကိုနားလည်အောင်ကြည်ရမယ်တတ်နိုင်တဲ့လောက်ဆေးရှည်ပြီးတော့ဒါကြိုးစားရမယ်ဟုတ်လားဘလို့မှမတတ်နိုင်တော့တဲ့အဆုံးဆိုရင်တော့ သတိကလေးနဲ့ဘာလို့ဖို့လို့တော့ပြင်ရမှာပေါ့ဟုတ်တယ်မဟုတ်လားအေးတတ်နိုင်တယ်မြသတိရှိနေဖို့ကသာလဲပရာဏကြတယ်ဆိုတာလေးကိုနားလည်ရမယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့အခုဆက်ပြီးတော့မိမိခန္ဓာရဲ့တဘာဝကိုအမှန်ကန်တော့သတိနဲ့တိ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 နေအောင်စူးစမ်းအထုတ်တဲ့မြင့်မြင့်တဲ့လုပ်ငန်းရှင်ကိုတော့ကျန်တဲ့နာယူဝယ်လေးမှာစူးစမ်းအထုတ်ကြရအောင်နော်